မင်္ဂလာပါဒီချက်ဒီနေ့သင်မဲ့သင်ခန်းစာကတော့ um chapter 12 modern physics အပိုင်းမှာပါတယ် isotope အကြောင်းဖြစ်ပါတယ် our isotopes isotopes are the atoms of the same element with different masses that is they have the same number of proton but have different number of neutron. In other words, isotope have the same atomic number but have different mass number. Since isotope of an element have same number of electron, they have same electron configuration and thereby have the same chemical properties. ဒရက်စင်တစ်ခုရဲ့ isotope တွေမှာတူညီတဲ့ electron အရေအတွက်ရှိတယ်။ဒါကြောင့်မလို့အဲ့ဒီ atom တွေက electron ဖြန့်ဝေတဲ့အနေအထားတွေတူတယ်၊ဓာတုကုန်သတ္တိတွေတူတယ်၊ drug to mass တွေမတူလို့ယူပဗေဒကုန်သတ္တိတွေလည်းတူတာမဟုတ်ဘူး။အဲ့ဒရက်စင်ဒရက်စင်တူပြီးတော့ mass မတူတဲ့ atom တွေကို dressing element တွေတူတယ် mass မတူတဲ့ atom တွေကိုတော့ isotope လို့ခေါ်ပါတယ်။နော်ဒီမှာဆိုလို့ရှိရင်ပြောရမယ်ဆိုရင်ဒီမှာကာဗွန်မှာ ဒါဆိုရင် mass တန်ပါဒါ proton နဲ့ neutron နဲ့ပေါင်းခြင်းဒီအောက်မှာရှိနေတဲ့ကဏ္ဍဟာ atomic number ဖြစ်တယ်။ဒါ symbol of the element ကိုဒီလိုပုံစံနဲ့ဖော်ပြရတယ်ပေါ့နော်။အဲ့တော့တချို့တို့ပြောမယ်ဆိုရင်အငယ်ရင်ကလေးက atom တွေမှာ a x z ဆိုပြီးဖော်ပြတယ်။ဒါဆိုရင်ဒါ atomic number ရှေ့ရသင်ခန်းစာတွေမှာလည်းတချို့သင်ခဲ့ဘူးပါတယ်။ဒါကကြတော့ mass number ဒီမှာဆိုရင် ဒီမှာဆိုရင်ပရိုတွန်အရေအတွက်လည်းဒါလည်းပရိုတွန်အရေအတွက်လည်းအတူတူပဲအီလက်ထရွန်အရေအတွက်လည်းအတူတူပဲပြီးရင်ဒါကို atomic number လို့နံပါတ်လို့သတ်မှတ်တာပဲဖြစ်တယ်ဒီမှာကျတော့ mass number mass number ဆိုတော့သူကပရိုတွန်အရေအတွက်နဲ့နျူထရွန်အရေအတွက်ကိုပေါင်းတာအဲ့တော့ဒီနျူထရွန်အရေအတွက်နံပါတ်ကွဲပြားသွားတာနဲ့သူက mass number တွေမတူတော့တာဖြစ်တယ်ဥပမာ chlorine ပေါ့70 35ရှိသလို chlorine ကိုပဲ70 37ရှိနေတာမျိုးပေါ့ဒါမျိုးရှိတယ်အဲ့တော့ဒီလိုအတွဲဟာသူက isotope လို့ခေါ်တယ်သူက atomic number တွေတူပြီးတော့ mass number တွေမတူတာကိုပြခြင်းပဲဖြစ်ပါတယ်အဲ့တော့ဒီပုံမှာလဲ mass number ကဒီအပေါ်မှာဖော်ပြပြီးတော့ atomic number အောက်မှာဖော်ပြပါတယ်အဲ့တော့ isotope ကဒီ အကြောင်းအရာကိုမှတ်မယ်ဆိုရင်တော့ dressing တစ်ခုရဲ့ isotope တွေမှာတူညီတဲ့ electron အရေအတွက်တွေရှိတယ်ဒါကြောင့်အဲ့ဒီ atom တွေဟာ electron ဖြန့်ဝေတဲ့အနေအထားတွေတူတယ်ဓာတုဗေဒဂုဏ်သတ္တိတွေတူတယ်အဲ့တော့ drug to mass တွေမတူလို့ယူပဗေဒဂုဏ်သတ္တိတွေကလည်းတူမှာမဟုတ်ပါဘူးအဲ့ဓာတုဗေဒဒီ chemical same chemical property ဆိုတာ chemical property တွေတူပြီးတော့ electron တွေရဲ့ configuration တွေကလည်းအတူတူပဲဖြစ်တယ် mass number ကတော့မတူဘူးသူကဒါကြောင့်မလို့သူကဒီ mass number များတဲ့ အတမ်ကြရင် element ကြလို့ရှိရင်ပို့ပြီးတော့ကြီးနေတာမျိုးအရွယ်စားကြီးနေတာမျိုး physical property ရကြီးနေတာမျိုးရှိတဲ့ပါတယ်စက်ကြီးဟာ isotope ရဲ့ဒါမှတ်ရမယ်အကြောင်းအရာတွေပေါ့ they have different physical property they vary in their atomic mass some isotopes are stable that is they don't decay or transform into the other element. However, some are unstable or radioactive. That is decay into other element. Stable isotope and some radioactive isotope, radioactive isotope exist naturally. Isotope can also be produced artificially using nuclear reactor and particle accelerator. Every chemical element has one or more isotopes. Copper is CuCu, copper 65တွေ mass number တွေမတူဘူး atomic number တွေじゃတူတယ်အဲ့တော့ proton number တွေတူတယ် electron number တွေတူတယ် atomic number တွေတူတယ်ပေါ့နော်အဲ့တော့ neutron number ကတော့တစ်ခုဟာ34ဖြစ်ပြီးရောတစ်ခုဟာ29အဲ36တစ်ခုက36တစ်ခုက34ပေါ့ neutron number တစ်ခုယော့တယ်ဒီမှာ65ဖြစ်နေတဲ့ဟာမျိုးရှိမယ်ဒီမှာ73ရှိနေတဲ့ဟာမျိုးရှိမယ်တစ်ခုက neutron နှလုံးပုံနေတာကိုတွေ့ရပါတယ် တခုကကြတော့63 mass number 63ရှိတဲ့ copper ကတော့ neutron 34လုံးရှိနေတာတွေ့ရပြီးတော့ mass number 65ရှိတဲ့ copper ကတော့ neutron 36လုံးရှိနေတာကိုတွေ့ရပါလိမ့်မယ်အဲ့တော့ dressing တခုရဲ့ isotope တွေကတူညီတဲ့ electron အရေအတွက်ရှိတဲ့ဒါသာမလို့ atom တွေက electron ဖြန့်ဝေတဲ့အနေအထားတွေတူတယ် ကမ်မီကယ်ပရော်ပါတီးစီလည်းတူတယ်ဒရက်တိုမတ်စ်မတူတဲ့အတွက်သူကယူပခုံသက်တီတွေမတူဘူးမြင်ရတဲ့ဟာအရွယ်စားကြီးနေတာမျိုးပေါ့နော်အိုက်ဆိုတုတ်တချို့ဟာအခြေခိုင်နဲ့ stable ဖြစ်တယ်တခြားဓာတ်စင်တွေအဖြစ်အသွင်ပြောင်းသွားတာမတွေ့ရဘူးတချို့ကတော့သူက unstable မဖြစ်ဘူးအခြေမခိုင်ဘူးပေါ့နော် unstable မဖြစ်ဘူး unstable ဖြစ်နေတာပေါ့အော်ရေဒီယိုသက်တီ unstable ဖြစ်တဲ့ အဲဒီ element တွေဆိုရင် atom တွေဆိုရင် radio တက်တိကြွားတယ် radio active ဖြစ်နေတယ်အဲ့တော့တခြား dress င်များအဖြစ်တော့အသွင်ပြောင်းသွားတာတွေ့ရမယ် electron ဒီ neutron ယော့သွားတာမျိုးအဲ neutron တိုးသွားတာမျိုးနောက်တစ်ခါ electron ယော့သွားတာမျိုး electron တိုးသွားတာမျိုးဆိုရင် तू က atomic number တွေပြောင်းသွားတာမျိုးဖြစ်တတ်တယ် dress င်တစ်မျိုးပြောင်းသွားတာအသွင်ပြောင်းသွားတာပေါ့နော်အဲ့တော့ stable isotope နဲ့ unstable isotope တွေဟာသဘာဝအလျောက်ရှိနေတတ်တယ် radio isotope တွေသဘာဝအတိုင်းရှိနေတာမျိုး တာဝန်ကျင်မှာရှိပါတယ်နျူကလ িয়ার ဓာတ်ပေါင်းဗိုလ်တွေပေါ့နျူကလ িয়ার ဓာတ်ပေါင်းဗိုလ်တွေအဲဒီအမှုံအချိန်ပေးဆက်တွေကိုအသုံးပြုပြီးတော့သူအိုက်ဆိုတော့တွေကိုသဘာဝနည်းနဲ့ထုတ်ယူလို့ရတယ်ဒါပါတီကယ်အက်ဆယ်လရေတာတွေနျူကလ িয়ার ရီအက်တာတွေကိုသုံးပြီးတော့သူကအိုက်ဆိုနျူကလ িয়ার ရီအက်တာကတော့နျူကလ িয়ার ဓာတ်ပေါင်းဗိုလ်ဒါနော်နောက်တစ်ခါ ပါတီကယ်အက်ဆယ်လရေတာကတော့အမုံအချိန်ပေးဆက်တွေပေါ့အဲ့ဒါတွေအသုံးပြုပြီးတော့ isotope တွေကိုတဘာဝနီးနဲ့ထုတ်ယူလို့ရတယ်။ယနေ့အထိထုတ်လုပ်လို့ isotope အမျိုးပေါင်းပေါ့နော်တထောင်ကျော်ကိုတိပြီးဖြစ်တယ်တိခဲ့ပြီးဖြစ်တယ် universe တစ်ခုလုံးမှာပေါ့ကျော်ပါဆုံး isotope က hydrogen isotope ဖြစ်ပြီးတော့ရေတဲ့လေတဲ့တွေမှာတွေ့ရပါတယ် in nature, stable is isotope of an element occur in different abundance. For instance, of all the stable atoms of copper, 69% abundance is 63 copper 29 and 31% is 65 copper atomic number 29 you no? Know. three isotopes of hydrogen are 1 1H1 hydrogen, 2H1 hydrogen, hydro deuterium, 3H1 tritium လို့ခေါ်တယ် tritium is radioactive ဖြစ်ပြီးတော့ it transform into helium isotope helium isotope က 3H2 ဖြစ်သွားတာကိုတွေ့ရပါတယ်အဲ့တော့နောက်တစ်ခုက of over 1000 isotope known that far the most abundant one in the entire universe in the hydrogen isotope 1H1 အဲ့တော့ဒီဒီနေ့ထီတော့ hydro ခုနလည်းတစ်ချက်ရှင်းပြခဲ့ပြီးပါပြီရှင်းမှာတော့ဟာ hydrogen ဒီ isotope ပါဒီတထောင်ကျော်တထောင်ကျော်လောက်ကိုသိပြီးသားပေါ့เนาะအဲ့တော့အပေါ်များဆုံးအကျယ်ဝဆုံးကတော့ hydrogen isotope တွေပဲဖြစ်ပါတာ hydrogen isotope တွေကရေထဲလေထဲတွေမှာအမြဲတမ်းတွေ့နေရတာတွေ့ရပါတယ် ။ဟော review exercise ကိုကြည့်ရအောင်။ review exercise က what are the mass number and atomic number of the following element? အဲ့တော့ mass number နဲ့ atomic number ကိုခွဲကြမယ်။အဲ့တော့အပေါ်မှာရှိတဲ့အားတွေကတော့ mass number တွေပါ။အဲ့တော့ mass number တွေကတော့206 235 238ဖြစ်ပြီးတော့ atomic number 82 92 92အဲ့တော့ electron ရဲ့အတွက်ကလည်း82 92 92ပဲ proton ရဲ့အတွက်ကလည်း82 92 92ပဲအဲ့တော့ neutron number ကိုတွက်မယ်ဆိုရင်တော့ ီမှာနျူထရွန်နံပါတ်ကိုတွက်ပြတာမတွေ့ပါဘူးအဲနျူထရွန်နံပါတ်ကိုတကယ်လို့တွက်တွက်ခိုင်းမယ်ဆိုရင်နျူထရွန်နံပါတ်က2070ရာဒီပထမတစ်ခုမှာဆိုရင်2070ရာ82ကိုနှုတ်ရင်နျူထရွန်နံပါတ်ထွက်မယ်ဒုတိယတစ်ခုမှာ235တဲ့ရာ92ကိုနှုတ်ရင်နျူထရွန်နံပါတ်တစ်ခုထပ်ထွက်မယ်238တဲ့ရာ92ကိုနှုတ်ရင်နျူထရွန်နံပါတ်ထပ်မယ်ဒီပုစာမျိုးမှာလည်းနျူထရွန်နံပါတ်မေးလို့ရတယ်အီလက်ထရွန်နံပါတ်မေးလဲမေးမယ်ဆိုတဲ့ atomic number နဲ့အတူတူပဲ proton နံပါတ်မေးမယ်ဆိုလည်း atomic number နဲ့အတူတူရှိတာကိုတွေ့ရပါလိမ့်မယ် ဒီချက်ဒီနေ့တင်မဲ့သင်ခန်းစာကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမေကွန်အဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်